်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့မက်ခရွန်ဤဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင်းတားဖြစ်သူကိုထိန်လင်းသည်ပြင်သစ်သမ္မတအီမန်နျူအယ်မက်ခရွန်မှမိခင်ဖြစ်သူအတွက်ရေးသားထားသောစာတစောင်းကိုမြန်မာနိုင်ငံဆိုင်ရာပြင်သစ်အထူးတန်တမန်ခရစ်စတီယန်လဲရှယ်ဘီထိုင်မှတဆင့်လက်ခံရရှိခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်ထံလိမ့်မှုတက်၍ရေးသားထားသောစာရဲတွင် မတရားဖန်ဆီးခံထားရခြင်းနှင့်တင့်ညော်သောကျမ်းမာရေးဆောင်ရှောက်မှုခံယူရန်အခက်အခဲရင်ဆိုင်နေရခြင်းစသည့်အခြေအနေများအောက်တွင်စေကူတာမှုခံယူနိုင်ရန်ခက်ခဲနေသည့်အတွက်အဆွေတော်ကျမ်းမာရေးအခြေအနေဆိုးပြွားလာသည်ကိုအဆွေတော်၏တားဖြစ်သူထံမှတဆင့်သိရတဲ့အတွက်ကျွန်တော်အလွန်ပင်စိုးရိမ်ပူပန်မိပါသည်။ယခုလိုမတရားဖန်ဆီးထိမ့်သိမ်းထားမှုကိုပြင်သစ်နိုင်ငံကအချိန်ချင်းရှုံချခဲ့ပြီလေဖြစ်ပါသည်။သမရမက်ခရွန်စာရဲတွင်ပါရှိသည့်အတိုင်း ပြင်သစ်သည်အမေရိကန်ဖီတိန် EU နိုင်ငံများကနေဒါပြင်သစ်ဩစတြေးလျဂျပန်နိုင်ငံများနှင့်အတူဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန်ထက်တလဲလဲတောင်းဆိုခဲ့ကြသည်ယခုတစ်ချိန်တွင်တော့ဒေါ်အောင်ဆန်းစုကြည်ထံပြင်သစ်သမ္မတတအူကပထမဆုံးတိုက်ရိုက်ရေးသားပေးပို့လိုက်ခြင်းဖြစ်လာခဲ့သည်မက်ခရွန်ကဆက်လက်ရေးသားရာတွင်ထို့သောစစ်အုပ်စု၏ရက်ဆက်ကြမ်းကြုတ်စွာသွေးထွက်တန်ရိုဖြစ်လာသောစိန်ခေါ်လာမှုသည်အဆွေတော်၏နိုင်ငံကိုရေရှည်အကျက်ထဲတရောက်အောင်ဆွဲသွင်းလိုက်ပြီး မြန်မာလူလူနဲ့အိမ်ကြီးချင်းနိုင်ငံများအတွက်ဆိုးရွားသောအကျိုးဆက်များဖြစ်ပေါ်စေခဲ့ယုံမကကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးလည်းပြပြသွားခဲ့ရသည်ဟုပါရှိပါတယ်။ဟိုထိန်လင်းသည်ထို့စာကိုမြည်သည့်နေရာမြည်သည့်အချိန်တွင်လက်ခံရရှိခဲ့ခြင်းဆိုသည်ကိုထုတ်ဖော်ပြောဆိုထားခြင်းမရှိဟု DPP သတင်းတွင်ရေးသားထားပါတယ်။၎င်း၏ဆိုရှယ်မီဒီယာပေါ်တွင်နိုဝင်ဘာ၄ရက်ကတင်ထားသော post တွင်အသက်အရွယ်လေးကြီးရင်ပြီးကျန်းမာရေးမကောင်းဖြစ်နေသောကျွန်တော်မိခင်သည်နိုင်ငံအတွက်သူမ၏ဘဝတစ်လျှောက်လုံးလွတ်လပ်မှုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သူမကိုပြန်လွတ်ပေးခြင်းသည်တရားမျှတမှုနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်မျှသာမကပဲမြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးအတွက်လည်းမရှိမဖြစ်အရေးကြီးသောကိစ္စဖြစ်ပါတယ်။ပြင်သစ်ဤကိုကျင့်သိက္ခာပိုင်းဆိုင်ရာယက်တီချက်ကိုမိမိအနေဖြင့်အသေးသေးစိတ်သည့်အထိခန်းစားခဲ့ရပါတယ်ဟုလည်းရှင်းသားထားပါတယ်။ထို့သောပြင်သစ်ဤကိုကျင့်သိက္ခာတရားကိုတံမိုးထားသောခေါင်းဆောင်မှုသည်အမှန်တရားငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်များသည်မည်သည့်အခါမှဖုံးကွယ်တိတ်ဆိတ်နေမည်မဟုတ်ဘူးကဘာကိုအတိပေးနှိုးဆော်လိုက်ခြင်းလည်းဖြစ်သည်ဟုဆိုပါရယ်မာခရွန်ကစစ်အာဏာသိမ်းပြီးကတည်းကအကျဉ်းချခံထားရတဲ့အဆွေတော်တမရာကြီးအိုဝင်းမြင့်နဲ့နိုင်ငံရေးအကြောင်းပြချက်များဖြင့်ဖန်ဆီးထားသောလူတွေအလုံးကိုထွင်ကြမရှိချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါရယ်ဟုထည့်သွင်းဖော်ပြသွားပါရယ် ဖြစ်သည့်အနေရဲ့ကြောက်ရောက်နေသောမြန်မာပြည်သူများနဲ့အတူရပ်တည်သွားပြီးအကြံဖတ်နေမှုများရောကြသွားရင်းနှင့်တရားဝင်နိုင်ငံရေးခေါင်းဆောင်များစီမံလာမည်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်ရှိရေးများကိုထောက်ခံသွားမည်ဟုရည်ရွယ်ထားပါသည်ဟုမိကုံချုပ်ပါသည်နိုင်ငံရေးအကျဉ်းသားများအကူအညီပေးရေးအဖွဲ့ AAPP မှမှတ်တမ်းပြုစုထားရတွင်မြောက်လိုင်းအာနာသိမ့်မှုအားစန့်ကျင်ခဲ့မှုများကြောင့်စုစုပေါင်း3000ခန့်ဖမ်းဆီးခံခဲ့ရပြီးလက်ရှိတွင်ရုံးတင်တရားစွဲဖြစ်တဲ့ချမှတ်ခံထားရသူ 11300အပါဝင်လူပေါင်း22600သည်အကျဉ်းချခံနေရဆဲဖြစ်သည်ဟုဖော်ပြထားပါသည်စစ်ဗိုလ်ချုပ်များကမပြင်းမအပ်သူကိုပြင်းမခဲ့ကြ၍ရာဇဝင်ရိုင်းခဲ့ကြရပြီဖြစ်သည်ပြည်သူတို့၏ခုခံတွန်းလှန်စစ်မှုချအောင်ရမည်ဆက်လက်ပြီးဘုံရန်သူကိုရှင်းလင်းစွာကြည့်ဖို့ညီညွတ်တဲ့အင်အားတိစောက်ဖို့ NUG ယာယီသမ္မတထက်မှန်တိုက်တွန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ဒေါ်လန်ရေးအင်အားစုစူးစီးညှိနှိုင်းမှုအားနဲ့ပြည်သူအားကိုမြင်းမြဲစွာစုပ်ကင်ထားရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာကထက်လောင်းလို့ဆိုလိုက်ပါတယ်။ပြည်သူခုခံဒေါ်လန်စစ်ကြီးညာခြင်းနှစ်နှစ်ပြည့်နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာကောင်းနှုတ်ချက်ကိုယာယီသမရ၏ Facebook စာမျက်နှာမှာဒီကနေ့နိုဝင်ဘာ9ရက်ညပိုင်းမှာအခုလိုထပ်မံတိုက်တွန်းခဲ့တာပါ။ဆီယာနာရှင်စနစ်ကိုအပီးတိုင်းတိုက်ထုတ်ဖို့ဆိုရင်ကျွန်တော်တို့ကြားမှာခွဲလွဲတဲ့သဘောထားအမြင်တွေရှိလာရင်လည်း အတိအမှတ်ပြုပြီးစူးစီးညှိညွတ်တဲ့အင်အားကိုလက်တွဲတည်ဆောက်ရပါလိမ့်မယ်ဟုဘုံရန်သူကိုရှင်းလင်းပြသစွာကြည်ညင်ရပါလိမ့်မယ်လို့ယာယီသမရကပြောပါတယ်။လက်ရှိတော်လှန်ရေးဟာပြည်သူကြားကပောက်ဖွာလာတဲ့တော်လှန်ရေးဖြစ်တာကြောင့်တော်လှန်ရေးဟာပြည်သူလူထုနဲ့ဝေးကွာမသွားစေရေးအမြင်မပြတ်နှလုံးသွင်းထားကြဖို့လိုအပ်တယ်လို့လည်းယာယီသမရကပြောကြားပါတယ်။ဆလပီအစိုးရအပေါ်အယုံကြည်မရှိ အစိုးတင်သွင်းပါကလွှတ်တော်ကိုဖျက်သိမ်းမိဟုထိုင်းဝင်ကြီးချုပ်သတိပေးတဲ့ဆွေတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အစိုးရပေါ်ယုံကြည်မရှိအစိုးတင်သွင်းပါကဥပဒေပြုအလွတ်တော်ကိုမူလသတ်မှတ်ထားသည့်ဇန်နဝါရီလ31ရက်မတိုင်မီဖျက်သိမ်းပြစ်နိုင်ကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီယာကူးကနိုဝင်ဘာ9ရက်တွင်တတိပေးလိုက်ပြီးအစိုးရအားလက်လွတ်စပယ်တိုက်ခိုက်မှုများကိုခွင့်ပြုမည်မဟုတ်ကြောင်းနိုင်ငံရေးအတိုက်ခံများအားပြောကြားလိုက်ပါတယ်။နိုဝင်ဘာ9ရက်ကပြုလုပ်တဲ့ Thailand's Nay Frontier A Nation Economic Fashion Forum တွင်ဝန်ကြီးချုပ်အားပြည်သူ့ပါတီ PP နဲ့ သဘောတူညီချက်မှုချမ်းအရာလေလာတွင်လွှတ်တော်ကိုဖျက်သိမ်းရန်ကြီးရွယ်ချက်ရှိမရှိမေးမြန်းမှုအပေါ်အမှုတင်ကယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ယက်တီချက်ကိုဘယ်တော့မှမပြောင်းလဲပါဘူး။ပြည်သူပါတီကကျွန်တော်ကိုဝင်ကြီးချုပ်ဖြစ်လာအောင်ကူညီခဲ့တာမို့အဲ့ဒီကတိကိုကျွန်တော်တန်ဖိုးထားရမယ်။လေလာပြည်တာနဲ့လွှတ်တော်ကိုဖျက်သိမ်းမယ်ဟုလည်း၎င်းကပြောကြားခဲ့ပါတယ်။ အတိုက်ခံများကအယုံကြည်မရှိအဆိုတင်သွင်းမှုစတင်ပါကလွှတ်တော်ကိုစောစီးစွာဖျက်သိမ်းနိုင်သည်ဟုသောကောလာဟလများနှင့်ပတ်သက်ပြီးလေအခြေအနေကိုသိလျော်သောအချိန်တွင်အကဲဖြတ်သွားမည်ဟုဖွင့်ကြီးချုပ်ကပြောကြားခဲ့ပါသည်။အယုံကြည်မရှိအဆိုတင်သွင်းမှုတွေနဲ့ပတ်သက်လို့အချိန်နဲ့ရည်ရွယ်ချက်ကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်ဟုလည်း၎င်းကပြောကြားပါသည်။ဒီဇင်ဘာလမှာပါလီမန်ပြန်လည်စတင်ဖို့စီစဉ်ထားတဲ့ကျွန်တော်ကတော့ဇန်နဝါရီ31ရက်မှာလွှတ်တော်ဖျက်သိမ်းဖို့ရည်ရွယ်ထားပြီးသားပါ။ ခိန်းသဘောမျိုးနဲ့ဒါမှမဟုတ်လက်လွတ်စပယ်ဝင်ရောက်တိုက်ခိုက်ဖို့ဘယ်သူကမှခွင့်ပြုမှာမဟုတ်ဘူးလို့၎င်းကဆိုပါတယ်။ဒါကနိုင်ငံရေးခိန်းတစ်ခုဖြစ်လာပြီးအစိုးရကလိုက်မကစားနိုင်ဘူးဆိုရင်ကျွန်တော်တို့ရိုးရိုးရှင်းရှင်းပဲလွှတ်တော်ကိုဖျက်သိမ်းပြမယ်။တလဆောတာလောက်ပဲရှိတာမို့တိတ်အေးမကြီးပါဘူးဟု၎င်းကပြောကြားခဲ့ပါတယ်။ဆလပီဖရူโซထားလေနန်ဖေဖော်လက်ခဲလမ်းမကြီးကိုစစ်တပ်ကအင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကီနီပြည်နယ်အတွင်းရှိဖရူโซထားလေနန်ဖေ ဖော်လက်ခဲလမ်းမကြီးကိုဦးတည်ပြီးစစ်ကော်မရှင်ကအင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်လာတော့ကြောင်းတိုက်ပွဲငယ်များဖြစ်ပွားနေပြီးပြည်သူများလုံးဝသွာလာခြင်းမပြုရန် KMDF ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။အဆိုပါသတိပေးချက်ကိုယနေ့နိုဝင်ဘာ9ရက်ည9နာရီတွင် KMDF ဘဟုသတင်းနှင့်ပြန်ကြားရေးဌာနကအရေးပေါ်အခြေအနေဖြင့်ထုတ်ပြန်ခဲ့ပြီးရက်အကန့်အသတ်မရှိယာယီပိတ်ပင်ထားမိဖြစ်ကြောင်းသိရပါတယ်။အခုကျွန်တော်တို့ပိတ်ထားတဲ့လမ်းတွေကအရန်နီးနေပြီးဒီစစ်ကြောင်းတွေနဲ့နှီးနေတဲ့အခါမှာလူထုတွေလည်းအချိန်မရွေးအန္တရာယ်ရှိနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ဒီစစ်ကြောင်းတွေကိုတိုက်ခိုက်နိုင်ဖို့အတွက်ပိုပြီးတော့မှလုံပန်းနေရတာဖြစ်တဲ့အတွက်အထက်မှာလုံခြုံရေးအပိုင်းကိုတကူတကကြီးလည်းမလုံနိုင်ဘူး။အဲ့ဒီအတွက်ကျွန်တော်တို့ကအဲ့ဒီလမ်းတွေကိုလုံးဝအသုံးမပြုဖို့ထုတ်ပြန်ထားတာပါဘူး KMT ရဲ့ဗဟိုသတင်းပြန်ကြားရေးဌာနမှတာဝန်ရှိသူတအူကပြောပါတယ်စစ်ကော်မရှင်သည်ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်မှစတင်ကဖရူဆိုမျိုးနဲ့မခရော့ရှိဂျေးရွာဘက်မှထားလေးရွာဘက်သို့စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် KMTF အပါအဝင်ကရင်ပြည်အခြေစိုက်တော်လှန်ရေးတပ်များနှင့်ချီးတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ် စစ်ကော်မရှင်စစ်ကြောင်းကလမ်းမကြီးစီဦးတည်လာတဲ့သဘောပေါ်တော်တော်လေးညှိနေပြီးတိုက်ပွဲငယ်တွေဇက်တိုက်ဖြစ်နေတာလည်းနှစ်ရက်ရှိပြီးအခုကစစ်ရေးအခြေအနေတော်တော်ဆိုးလာလို့လမ်းပိတ်တာပါစစ်တပ်ပြန်ဆုတ်ရင်ဆုတ်မဆုတ်ရင်တိုက်ပွဲတွေပြီးမှဒီလမ်းပိုင်းကိုပြန်ဖွင့်ရမှာပါဟုရေးပြင်စစ်ရေးတရင်ရင်းမြစ်တအူကပြောပါတယ် စစ်ကော်မရှင်ထိုးစစ်ဆင်လာသည့်အထက်ပါလမ်းပိုင်းသည်ပြည်သူများနေစဉ်အသုံးပြုနေသည့်လမ်းမကြီးတစ်ခုဖြစ်ပြီးလက်ရှိအခြေအနေများကြောင့်ပြည်သူများထိခိုက်သေးဆုံးမှုမရှိသေးရန်သတင်းထုတ်ပြန်ချက်များကိုစောင့်ကြည့်ရန် KMTF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှပြောရေးဆိုခွင့်ရှိသူတို့ကပြောပါရယ်အဲဒီလမ်းကိုအားထားပြီးကုန်သွယ်ရေးချမ်းမာရေးအပိုင်းတွင်မှအသုံးပြုနေကြတာအဓိကပေးချင်တဲ့သတင်းစကားကတော့ကျွန်တော်တို့ထုတ်ပြန်ချက်တွေကိုအလေးနက်ထားပေးကြပါ တခြားလေးလိုက်နာပေးကြပါမသွားလာဖို့ထုတ်ပြန်ချက်တွေထုတ်ထားတဲ့အပေါ်ဒီထုတ်ပြန်ချက်ကိုလိုက်နာပေးကြပါစစ်ကော်မရှင်ကအရန်ကိုနှီးကပ်နေပြီကျွန်တော်တို့ဒီစစ်ကြောင်းနဲ့တိုက်ပွဲတွေဖြစ်နေတာတွေလည်းရှိတယ်ဒီလမ်းပိုင်းတွေကသွားလာဖို့အဆင်မပြေတော့ဘူးအန္တရာယ်ရှိတယ်ဟု၎င်းကပြောပါတယ်စစ်ကော်မရှင်သည်စစ်မှုထမ်းတပ်သားတွေများခေါ်ယူထားမှုမှာအပတ်စဉ်၁၈ရက်ထိရှိနေပြီးရှင်းအင်အားများဖြင့်၎င်းတို့ဆုံရှုံခဲ့သည့်နေပြည်တော်ပြန်လည်သိမ်းပိုင်နိုင်ရန်လူသားတိုင်းလုပ်ပြီးထိုးစစ်ဆင်မှုများကိုနိုင်ငံအနှံ့ပြုလုပ်လျက်ရှိနေပါတယ် ထိုကဲ့သို့စစ်ကော်မရှင်၏လူသားတတိုင်းပြုလုပ်ခံရသည့်စစ်မှုရန်တပ်သားတင်များအနေဖြင့်မိမိတို့အသက်ကိုနှမျောပါကလက်နက်ချအလင်းဝင်ရန်တော်လည်ရေးတပ်ဖွဲ့များကထုတ်ပြန်ချပါသည်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။